ချိန်တီယိုစေတီတော်တို့ဖျားဖူးဧည့်သည်တတန်းကျော်လာရောက်ပြီးပြိပဖျားဖူးများတွင်ထိုင်းမှအများဆုံးလာရောက်ဖူးမြော်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ရှိစံတော်ရှင်ကြိုက်ထီယိုစေတီတော်မြတ်ကြီးတို့ဗုဒ္ဓပူဇံတိယပွဲတော်ကိုခုနှစ်လသာအတွင်းပြည်တွင်းပြည်ပဖျားဖူးခရီးသွားတသန်းကျော်လာရောက်ဖူးမြော်ခဲ့ပြီးလာရောက်ကြတဲ့ပြည်ပဖျားဖူးတွေမှာထော့ထိုင်းနိုင်ငံကအများဆုံးလာရောက်ဖူးမြော်ခဲ့တယ်လို့ဗဏ္ဍာထော်ထင်းကော်ဘက်ကအဖွဲ့ကသိရပါတယ်။ ်ဆန်တော်ရှင်ကြိုက်တီယိုစေတီတော်မြတ်ကြီးဗုဒ္ဓပူဇဏီယာပွဲတော်ကို2024ခုနှစ်အောက်တိုဘာလ18ရက်သတင်းချုပ်လာပြေနေခါနေ2025ခုနှစ်မေလ17ရက်ကစုံလာပြေနေအထိကျင်းပခဲ့တာဖြစ်ပါထိအဆိုပါကာလအတွင်းပြည်တွင်းဖျားဖူးဦးရေ73သိန်းခွဲခန့်နဲ့ပြည်ပဖျားဖူးခရီးသွားဦးရေ2000ခွဲခန့်လာရောက်ဖူးမြော်ခဲ့ပြီးထိုင်းနိုင်ငံကအများဆုံးလာရောက်ဖူးမြော်ခဲ့တယ်လို့ဆိုပါထိ ဒါအပြင်ပြီးခဲ့တဲ့နှစ်ကစန်တော်ရှင်ကြိုက်တီယိုစေတီတော်မြတ်ကြီးရဲ့ဗုဒ္ဓပူဇဏီယာပွဲတော်ကာလအတွင်းပြည်တွင်းပြည်ပဖျားဖူးခရီးသွားဦးရေခုနှစ်သိန်းကျော်လာရောက်ဖူးမြော်ခဲ့တာကြောင့်အခုနှစ်ဖျားဖူးအရေးအတွက်ကအရင်နှစ်ကထပ်ပိုပြီးများပြားခဲ့တယ်လို့ဆိုပါတယ်။ တရင်ကျိုလာပြည်နေမှာကဆုံလာပြည်နေအထိနှစ်စဉ်ကျင်းပပြုလုပ်လေးရှိတဲ့ဇန်တော်ရှင်ကြိုက်သီးဟိုးစေတီတော်မြတ်ကြီးရဲ့ဗုဒ္ဓပူဇံတိယပွဲတော်တို့ ပုံမှန်ကာလထွေကဖျားဖူးဦးရေမှာသုံးတန်းခန့်လာရောက်လေးရှိပေမဲ့ကိုဗစ်ကာလအတွင်းမှာတော့ကျဆင်းခဲ့ပြီး နောက်ပိုင်းမှာတော့တဖြည်းဖြည်းပြန်လည်မြင့်တက်လာတဲ့လို့သိရပါတယ်ရှင်